မရဲ့လုတ်သက်ကတော့6နှစ်ရှိပါပြီတဲ့။အိုးသူက6နှစ်ရှိပါပြီပေါ့နော်။ဆိုတော့လုတ်ခဲ့တဲ့တက်တန်းတက်လျှောက်လုံးပျော်ရွှင်ခဲ့ရပါရဲ့တဲ့။လစားတာတဲ့6လတစ်ကြိမ်တိုးပြီးတော့အခုဆိုရင်ကိုမျော်မန်းနာရာထက်ကိုပိုရနေပါပြီတဲ့။တိုးလို့ရတာအရန်အဆင်ပြေရဲ့တဲ့။တနစ်ကြော်လာပြီတဲ့။လစားလည်းအဆင်ပြေရဲ့မဆိုးဘူးတဲ့။ကုမ္ပဏီတစ်ခုမှဒီတကြားရုံးဝင်တဲ့တယောက်အနေနဲ့လုတ်ဖို့ခိုင်းဆိုရင်များစွာနဲ့အဖြတ်တန်းရင်ပျော်ရွှင်စွာဖြတ်တန်းရင်ပေါ့နော်။ကိုစူးစားတဲ့လောက်ရာချင်းပြီးလစားကောင်းကောင်းရချင်တဲ့မိတ်ဆွေတွေအားလုံးအတွက်တွားရောက်လုတ်ကင်တဲ့ရုံးဝင်လေးတစ်ခုဖြစ်ပါရဲ့။လူဟောင်းလူတင်မခွဲခြားပဲညွန့်ညွန့်ညွန့်ဆက်ဆက်ပြီးရဲ့အတွက်လည်း comfort ဖြစ် ပြီးတော့ပြင်ရပါတယ်ရှင်။ Then so come and join with us that when we work in newbies that two hour newbies two hour comedy ပေါ့နော်။ မင်္ဂလာပါရှင်ဟုတ်တယ်ရှင်ဝန်ဆောင်မှုလုပ်ငန်းနေပြီးတော့အားလုံးကိုကျေးဇူးလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ဟုတ်တယ်ရှင်မှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့မိသားစုဝင်လေးတွေနဲ့မိသားစုဝင်ဟောင်းလေးတွေကနေပြီးတော့ review ပေးခဲ့တဲ့ review လေးတွေကိုအခါအခွင့်တင်တဲ့အတွက်ဖျက်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်အဲဒါဆိုရင်တော့ဟုတ်တယ်ရှင်မှာသူတို့လုတ်ကင်ခဲ့ရတာအစင်ရောပြည့်ခဲ့ရလားပေါ့နော်အစင်ရောပြည့်ခဲ့ရလားပြီးွားပြီဆိုရင်သူတို့က ုတ်မှာလုံနေတဲ့အချိန်အတွင်းလုတ်ခဲ့တဲ့အချိန်အတွင်းဘလို့လေးတွေပေါ့နော်ခံစားခဲ့ရလဲဆိုတာကိုသိရှိခြင်းနဲ့ဆိုရင်တော့အဆုံးထိလိုက်ပါကြည့်ရှုပေးပါအောင်နော်ကဲဒါဒါကတော့ပေါ့နော်ဟုတ်တယ်ရှင်မှာအဲညီမတို့ရဲ့ Home Asia Facebook Page မှာပေါ့နော် review ပေးထားတဲ့ review လေးတွေကမှတယောက်ကိုပထမဦးဆိုတာဖျက်ပြချင်ပါရဲ့ရှင်အားလုံးပဲကိုယ်တိုင်ကိုယ်ကျဖတ်ကြည့်ခြင်းနဲ့ဆိုရင်တော့ညီမတို့ရဲ့ Home Asia ပေးမှာဝင်ရောက်ပြီးတော့ဒီလာကြည့်ရှုနိုင်ပါရဲ့ဆိုတော့ပထမဦးဆုံးတယောက်အနေနဲ့ပေါ့နော်အားလုံးတော့နာမည်တော့မပေါ်ပြတော့ ပေါ့နော်အဲဆိုအကောင့်နံပါတ်လေးရကြတော့ဟိုအပြင်က reality name နဲ့တူတာတွေလည်းရှိရဲမတူတာတွေလည်းရှိရဲဆိုတော့အဲဒီမှာဆိုရင်အားလုံးပဲမင်္ဂလာပါရှင်တဲ့ line မောကနေအလှူရှာနေတဲ့တငယ်ချင်းများအတွက်တဲ့ဟုတ်တန်ရှင်ကုမ္ပဏီနဲ့မိတ်ဆက်ပေးပါရစေတဲ့အမေသူကမာထက်တို့အိရှာအစားပေါ့နော်မိတ်ဆက်ပေးပါရစေတဲ့အခုလက်ရှိတဲ့အမကတော့ဟုတ်မှာအလုံးလုံးနေရတဲ့အမရဲ့လုံသက်ကတော့6ညရှိပါပြီတဲ့အိုးသူက6ညရှိပါပြီပေါ့နော်ဆိုတော့လုတ်ခဲ့တဲ့တက်တန်းတက်လျှောက်လုံးပျော်ရွှင်ခဲ့ရပါရဲ့ တဲ့လစာကတဲ့6လတစ်ကြိမ်တိုးမွေးတော့အခုဆိုရင်ကိုမျော်မန်းနာရထက်ကိုပိုရနေပါပြီတဲ့တနှစ်တခါပြောင်းရွှေ့စရာခင်းတွေလည်းပို့ပေးတယ်လို့မျိုးတဲ့အဲ6လတစ်ကြိမ်စုပေးပွဲကြီးလဲပေါ့နော်အရင်တော့ဆိုရင်တော့သူတို့ကဒီတောက်လျှောက်က6လကြိမ်လုပ်ခဲ့ပြရပါတော့နော်အခုဆိုရင်တော့တနှစ်တစ်ကြိမ်လေးကိုအဲပြောင်းလဲသွားပြီပေါ့နော်ဆိုတော့ 6လချိန်စူပေးပွဲတွေလည်းကျင်းပပေးပြီးတဲ့အစားအသောက်တွေနဲ့လည်းအခန့်ကျွေးဝေးပါတယ်တဲ့ပြီးတော့ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေကိုလည်းမိတ်ဆက်ပေးပြီးရောပေါ့နော်မိတ်ဆက်စုကြီးတွေလည်းရအောင်ပါတဲ့သူပြောချင်တာကတော့တကယ်လို့ပေါ့နော်ရုံးမှာပေါ့နော်တငယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ်မိသားစုဝင်ချင်းချင်းပဲဖြစ်ဖြစ်ပြန်ပြီးရောအဲအလုပ်ကိုမိပြန်မိတ်ဆက်ပေးရဆိုရင်ညတို့ဘက်ကအလုပ်ခန့်ဖြစ်တယ်ဆိုရင်မိတ်ဆက်စုကြီးတွေရမှာကိုပြောချင်တာပေါ့နော်ဟုတ်မှာကတဲ့အသက်အရွယ်90ကြီးလည်းလုံးလုံးလုံးရရဲ့အပြင်နဲ့ဟုတ်ပါရဲ့အသက်အရွယ်အကြီးချင်းကလည်းတဲ့ပညာ ာရေး sorry ပညာရေးချင်းကလည်းမကန့်သက်ထားပါဘူးရှင်တဲ့စူးစမ်းရင်းနဲ့ခေါင်းဆောင်ပိုင်းတော်ဖြစ်ခွင့်ရှိပါရဲ့တဲ့အလုတ်ကလည်းမလုတ်သက်เสียဘာကြောင်းမှမရှိပါဘူးတဲ့အဲခေါင်းဆောင်နေရာစိတ်ရှည်စွာတင် जा ပေးတယ်လို့ ။လောဘောကိုင်းဖက်တီကလည်းလက်တွဲခေါ်มาပါတဲ့။လူသိရလို့ခွဲခြားဆက်ဆံနိုင်လည်းမရှိပါဘူးရှင်တဲ့။ဒါကတော့တကယ်မှန်ပါရဲ့။အဲညီမတို့လည်းအကုန်လုံးဝင်လာခဲ့တဲ့ကလက်တွေ့ပေါ့နော်။အကုန်လုံးကလေးတွေအကုန်လုံးဆိုလဲအဲအကုန်လုံးမီးလိုက်တဲ့ခါမှာပေါ့နော်။ဘသူမှခွဲခြားဆက်ဆံရခံရရဲဆိုတာမရှိပါဘူးပေါ့နော်။ဆိုတော့ကိုယ်ရအတွက်ကတော့တဲ့ဟုတ်ကလုံးဝအဆင်ပြေရဲ့တဲ့။အခုဆိုရင်လာစာရီတိုးစူရီလည်းရလို့တဲ့ဟုတ်ပါရဲ့အရင်ကနဲ့မတူစိတ်ချမ်းသာနေရပါပြီတဲ့ဒါလေးကိုလည်းတဲ့ အလိုအလိုနှူးတဲ့မိသားစုကိုလည်းပေးတဲ့ပတ်စံနေရလဲစုမိလို့ကျေးဇူးပါပဲ ဟုတ်ရဲ့တဲ့အလိုလျှောက်ချင်တဲ့တငယ်ချင်းတွေကိုလည်းနေဆွေစွာကြိုးစားလျက်ရှိပါရဲ့ရှင်တဲ့ အားလုံးပဲ fighting ပါတဲ့အမလေးဒါဆိုရင်ပေါ့နော်သူရဲ့ဒီ6နှစ်တာကာလအတွင်းမှာသူဖြတ်တန်းခဲ့တဲ့အချိန်အတွင်းမှာဟုတ်မှာသူက benefits တွေပါရရှိခဲ့တယ်ပြီးွားရဆိုရင်သူဘာတိုးတက်လာရဲ့သူဘလို့အဆင်ပြေလာရဲ့ဆိုတာကိုအားရဝမ်းသာရေးပေးထားတာပေါ့နော်အဲကျေးဇူးတင်ပါတယ် review ပေးထားတဲ့အမအောင်လည်းပေါ့နော်ဒီ review လေးဟာဆိုရင်သူရဲ့တကယ်မှ reality ခံစားချက်အစစ်အမှန်တွေကိုပေါ့နော်ထည့်သွင်းရေးပြထားတာပါ နောက်ထပ် review လေးတစ်ခုကိုဖတ်ပြပေးပါမယ်ဒါကလည်းခုနကအမခုနကမြမ review ပေးခဲ့တဲ့ဟာကိုဖတ်ပြခဲ့ရဆိုရင်အခုလောလောဆယ်အချိန်ထိ ਉ ပေါ့နော်အဲအမကအဲလက်ရှိ ဟုတ်မှလောက်ကင်နေသေးရဲ့အမပါရှင်ဆိုတော့နောက်တယောက်အမည်နဲ့ဒါဟုတ်မှလောက်ကင်နေရဲ့ညီမလေးတယောက်ပဲပေါ့နော်ဆိုတော့သူ review ရေးခဲ့တဲ့အချိန်တုန်းကဆိုရင်တော့ဇန်နဝါရီလောက်ကပေါ့နော်အခုဆိုရင်တော့လောက်တက်ကတော့နည်းနည်းတော့တိုးနေလောက်ပြီပေါ့နော်အလုပ်ဝင်တာတဲ့တလားမပြည့်သေးပါဘူးတဲ့သူ review ရေးခဲ့တဲ့အချိန်ကဆိုတလားမပြည့်သေးဘူးပေါ့နော် senior အမရီနဲ့ senior မောင်လေးကတဲ့ interview ထဲမှာကအကုန်သိမင်းမဲ့တေယူလိုစိတ်နဲ့စူးစမ်းစဉ်စိတ်ရှိဖို့ပဲလိုရလို့ပြောကြတော့တဲ့အရန်ဝတ်တာ ဲ့ရတယ်တဲ့ဒါကတော့ညီမတို့ဒီ experience မပါလာတဲ့သူတွေကိုဆိုရင်ပေါ့နော်အကုန်လုံးကိုပြောပြပါရဲဆိုတော့အဓိကကတော့စူးစမ်းခြင်းစိတ်ရှိဖို့ပဲလိုရပါဟုတ်ပါရဲဆိုတော့လုပ်ငန်းအတွေ့အကြုံမရှိတဲ့သူကိုဝမ်းပန်းတတနဲ့တင် जा ပေးမယ်လို့ပြောပြီးခေါ်ယူပေးရတဲ့အတွက်လည်းအရင်လေးကျေးဇူးတင်မိပါရဲတဲ့ဟုတ်ပါရဲကျွန်ညာလေးတစ်ခါဝင်လိုက်ပါအောင်ပဲခုမှဆိုရင်လည်းဒီလိုမျိုးယာယူပေါင်းလက်လက်ယာယူပေါင်းများစွာကိုခေါ်ယူနေပါရဲရှင်ဆိုတော့အကုန်လုံးအတွေ့အကြုံရှိတဲ့သူပဲဖြစ်ဖြစ်အတွေ့အကြုံမရှိတဲ့သူပဲဖြစ်ဖြစ်ဆိုရင်လည်းလာရောက်ထားလို့ရ ရပါတယ်ဒီမှာဆိုဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးတွေလည်းဖတ်ပါရယ်နောက်ပိုင်းမှာလည်းအဲဖုန်းပေါ့နော်ဆက်သွယ်ပြီးတော့စုံစမ်းလို့ရတဲ့အသေးစိတ်လေးတွေဘယ်လိုလေးရှောက်ထားလို့ရနိုင်လဲဆိုတာလေးလည်းဆက်လက်ပြီးတော့ဖော်ပြပေးသွားမှာပဲရှင်အသက်အရွယ်ပညာရေးချင်းလုံးဝမကြည့်ရဲစူးစားချင်သူတိုင်းအတွက်ခွင့်ရရှိရဲဟုတ်တယ်ရှင်ပါအလုံးလို့ရဟုတ်ရှိရဲ့နော်